မင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ American နိုင်ငံဟာ Iran နဲ့ Israel နိုင်ငံကြားမှာဖြစ်ပွားနေတဲ့စစ်ပွဲမှာဓာတ်ရိုက်ပါဝင်လာဝယ်ရှိရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒေသခံတွေမှာတော့ Iran နဲ့ Israel နိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ American နိုင်ငံပါဝင်လာခြင်းမျိုးရှိမရှိဆိုတာကိုမပြတ်ပြီးတော့မှဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ဝတ္တမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်။ ပြည်သက်ကြီးရင်အီရန်နဲ့အစ္စရေးနိုင်ငံကြားတိုက်ပွဲတွေဖြစ်လာခဲ့တာဟာသတင်းပတ်တစ်ပတ်ကျော်လာပြီဖြစ်ပါတယ်။အစ္စရေးနိုင်ငံဟာအီရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်တွေကိုရပ်တန့်အောင်လှုံ့ဆော်ဖို့ရှိရဲတဲ့ဇွန်လ23ရက်နေ့ကအီရန်နိုင်ငံရှိနျူကလ িয়ার အဆောက်အဦတွေစစ်ဘက်ဆိုင်ရာအဆောက်အဦတွေကိုပြင်းထန်ထားတိုက်ခိုက်ခဲ့ပြီးနောက်နှစ်နိုင်ငံကြားစစ်ပွဲတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။သတင်းပတ်တစ်ပတ်ကြာဖြစ်ပွားတဲ့စစ်ပွဲအတွင်းအီရန်ကအစ္စရေးနိုင်ငံကိုပယ်ထိန်ဒုံးကျည်အစင်းရဲ့ ရာဂျီအတုံးပြူပြီးလက်တုံးပြန်ခဲ့သလိုအစ္စရေးကလည်းစစ်ဘက်သုံးလေယာဉ်တွေအတုံးပြူပြီးတိုက်ခိုက်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းအစ္စရေးနိုင်ငံဘက်ကနေအမေရိကန်နိုင်ငံပူးပေါင်းပါဝင်လာပွဲရှိရလို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။အီရန်ကိုအစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာပါဝင်ဖို့ကိစ္စကိုလာမယ့်နှစ်ပတ်အတွင်းဆုံးဖြတ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတတိပေးလိုက်ပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာအီရန်နဲ့ဆွေးနွေးပွဲတွေအများအပြားကျင်းပနိုင်မဲ့အလားအလာတွေရှိနေရဲဆိုတဲ့အချက်ကိုအခြေခံပြီးတော့နောက်နှစ်ပတ်အတွင်းမှာဒီကိစ္စကိုသမတထရန့်ကိုယ်တိုင်ဆုံးဖြတ်မယ်လို့အင်ဗျူတော်ကပြောပါတယ်။တန်တမန်ရေးရာ ဖြေရှင်းလေးကိုလည်းသမတထရန့်ကဘယ်တော့မှလက်မလွတ်တတ်ပေမယ့်အင်အားသုံးဖို့လည်းတွန်းဆုံနေမှာမဟုတ်ဘူးလို့အင်ဗျူတော်ပြောရေးဆိုခွင့်ရှိသူလီပစ်ကဆိုပါတယ်။အမေရိကန်အစိုးရကအီရန်အစိုးရနဲ့အဆက်အသွယ်ရှိရလို့လည်းသိရပါတယ်။ အီရန်နဲ့အစ္စရေးနိုင်ငံကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ရပိုင်အကြမှာပဲအီရန်နိုင်ငံကအရှိတေပိုင်းဒေတာအတွင်ရှိအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ဖွယ်ရှိရလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲဒီစစ်အခြေစိုက်စခန်းတွေတိုက်ခိုက်ခံရမယ်ဆိုရင်အီရန်နိုင်ငံကိုတမိုင်းမှမကြုံဘူးတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်အောင်တိုက်ခိုက်မယ်လို့အမေရိကန်အစိုးရကတတိပေးခဲ့ပါတယ်။အမေရိကန်အခြေစိုက်မီဒီယာတွေကလည်းအမေရိကန်သမ္မတဟာအီရန်ကိုတိုက်ခိုက်ဖို့ အမေရိကန်စစ်တပ်ကိုလျှို့ဝှက်ခွင့်ပြုပေးထားလို့ဖော်ပြထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံအနေနဲ့လက်ရှိအချိန်မှာလက်နက်ချအလျှော့ပေးတဲ့နယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကတောင်းဆိုခဲ့ပြီးနောက်တဲမာမိုတွေပုံမမြင့်တက်လာခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဟာအီရန်နိုင်ငံကို တိုက်ခိုက်ဖို့အတွက်အစီအစဉ်တွေရေးဆွဲထားဖို့ညွှန်ကြားထားပြီးအပိသက်ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေရကြောင်းအမေရိကန်သမ္မတနဲ့နေဆက်သူနှစ်ဦးကပြောပါတယ်။ အရှေ့လယ်ပိုင်းဒေသရှိအမေရိကန်စစ်အခြေစိုက်စခန်းတွေမှာလှုံ့ဆော်မှုတွေအရင်ကထက်ပုံမှန်များပြားလာခဲ့ပြီးတော့တိုက်လျင်တွေစစ်တင်းမောတွေနဲ့လျင်တင်တင်းမောတွေကိုစီဖြစ်တင်းကျင်းတွေလှုံ့ဆော်ရရှိနေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။အီရန်နိုင်ငံကိုတိုက်ခိုက်တဲ့အစ္စရေးတိုက်ခိုက်မှုအတွင်းအီရန်စစ်တပ်ရဲ့ထိတ်တန့်ဖို့ကြောင့်ကြီးပြီးအပါဝင်လူပေါင်း400နီးပါးတိုက်ဆုံထားပြီးအီရန်နိုင်ငံကလည်းပယ်ထိန်ဒုံးကြီးတွေနဲ့တိုက်ခိုက်နေရလို့သိရပါတယ်။ အီရန်နိုင်ငံနဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာအမေရိကန်နိုင်ငံပူးပေါင်းပါဝင်မဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံရေးသမားတွေအပြင်တခြားနိုင်ငံတွေကလည်းဝေဖန်ပြစ်တင်နေရရှိနေပါတယ်။အမေရိကန်နိုင်ငံဟာအီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်ကြီးမားတဲ့အမားတစ်ခုကိုလှုပ်လိုက်တယ်လို့မျိုးဖြစ်လာနိုင်တယ်လို့ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်ကောက စစ်ပွဲအတွင်းအမေရိကန်နိုင်ငံပူးပေါင်းပါဝင်လာမည်ဆိုရင်ဒေသတွင်အခြေအနေတွေကိုပုံမဆိုးရလာပွဲရှိရလို့သတိပေးထားပါတယ်။အမေရိကန်သမ္မတဟာအီရန်နိုင်ငံကိုနျူကလ িয়ার အစီအစဉ်အပြီးတိုင်ဆွန့်လွှတ်ပြီးလက်နက်ချဖို့ပြီးခဲ့တဲ့ရက်ပိုင်းကတောင်းဆိုခဲ့ပါတယ်။ရုရှားအစိုးရကအီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာအစ္စရေးနိုင်ငံဘက်ကပူးပေါင်းပါဝင်မယ်ဆိုရင် အမေရိကန်ဟာအမားကြီးတစ်ခုကိုလှုပ်လိုက်တယ်လို့မျိုးဖြစ်လာနိုင်ပြီးတော့ ဒေသအတွင်းအခြေအနေတွေကိုပုံမခက်ခဲရှုပ်ထွေးလာပဲရှိတယ်လို့ဆိုပါတယ်။ရုရှားသမ္မတပူတင်ဟာအစ်စတရီနဲ့အီရန်နိုင်ငံသားဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့ဂျာဝင်မို့ဂျိုပန်ခဲ့ပေမဲ့နှစ်နိုင်ငံစလုံးကစစ်ပွဲစတိုက်ဖြစ်ဖို့လိုလားနေတယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဟာအီရန်နိုင်ငံရဲ့တောင်ကျောတွေအောက်မှာတိစောက်ထားတဲ့ဖော်ဒေါ်နျူကလီယာအစအဦးတွေကိုဖျက်ဆီးဖို့ရည်သေးတဲ့အထိထိုးပေါင်းဝင်ရောက်နိုင်မဲ့ဘုံတွေ အသုံးပြုဖို့တင်မတင်ကိုလည်း၎င်းရဲ့အကြံပေးတွေထံအကြံတောင်းဆိုထားပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်တွေကိုမြေကြီးအောက်ထဲမှာအဆောက်အဦဆောက်လုပ်ပြီးတိစောက်ထားခြင်းဖြစ်ရာအဲ့ဒီမြေအောက်မှာရှိတဲ့နျူကလ িয়ার အဆောက်အဦတွေကိုဖျက်ဆီးနိုင်စွမ်းမရှိသေးဘူးလို့သိရပါတယ်။အစ်စရေးနိုင်ငံမှာအလေးချိန်ပေါင်၃၀၀ရှိတဲ့ဘုံတွေမရှိသလိုအလေးချိန်ပေါင်၃၀၀ရှိတဲ့ဘုံတွေကိုတင်ဆောင်နိုင်မဲ့တိုက်လေမျိုးမရှိသေးဘူးလို့သိရပါတယ်။အမေရိကန်နိုင်ငံမှာတော့အလေးချိန်ပေါင်၃၀၀ရှိတဲ့ဘုံတွေကို တင်ဆောင်နိုင်မဲ့လေယာဉ်တွေရှိနေပြီးတော့အမေရိကန်နိုင်ငံဟာအီရန်ကိုတိုက်ခိုက်မဲ့အစီအစဉ်တွေထဲမှာပူးပေါင်းပါဝင်လာမယ်ဆိုရင် B2 Separate အမျိုးအစားဘုံကျဲလေယာဉ်တွေကိုအသုံးပြုဝင်ရှိနေပါတယ်။အဲ့ဒီ B2 အမျိုးအစားဘုံကျဲလေယာဉ်တွေဟာအလေးချိန်ပေါင်3000ရှိရဲ့ဘုံတွေကိုတင်ဆောင်ပြန်တန်းတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။အမေရိကန်သမ္မတကအီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့ဘာတွေလှုပ်ဆောင်ရမလဲဆိုတဲ့စိတ်ကူးရှိပြီးသားဖြစ်ပေမဲ့ အပီးတိုင်ဆုံးဖြတ်ရခြင်းမျိုးမရှိဘူးလို့ပြောပါတယ်။အီရန်နိုင်ငံဟာဝင်းရင်မှာအမေရိကန်စစ်လေယာဉ်တွေကိုတားဆီးဟန်တားနိုင်စွမ်းမရှိပဲအီရန်ကိုတိုက်ခိုက်ဖို့လွယ်ကူတယ်လို့အမေရိကန်သမ္မတကပြောပါတယ်။အီရန်နိုင်ငံရဲ့အမျက်ဆုံးဘာသာရေးခေါင်းဆောင်အယာတိုလာခါမေနီကလည်းအမေရိကန်ဟာအီရန်နိုင်ငံကိုတိုက်ခိုက်လာမယ်ဆိုရင်အမေရိကန်သမိုင်းမှာပြန်လည်ပြုပြင်လို့မရတဲ့ဆုံးရှုံးမှုမျိုးရင်ဆိုင်ကြမယ်လို့တတိပေးထားရ အမေရိကန်နဲ့အီရန်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်နေပါတယ်။လက်ရှိအချိန်မှာအီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ဆက်နွယ်ပြီးအမေရိကန်နိုင်ငံကအီရန်ကိုတိုက်ခိုက်မှာလားဆိုတာကမ္ဘာတဝန်စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။စစ်ပွဲတဲ့အမေရိကန်နိုင်ငံပါဝင်လာမယ်ဆိုရင်အီရန်နိုင်ငံဟာဆိုးရွားတဲ့ပစ္စည်းဆုံးရှုံးမှုမျိုးရင်ဆိုင်ရွယ်ရှိနေပါတယ်။အီရန်ဟာလက်ရှိအချိန်မှာအစ္စရေးတိုက်လေယာဉ်တွေကိုဟန်တားနိုင်ခြင်းမရှိဘဲဖြစ်နေရ အမေရိကန်ကလည်းလေတက်ကိုအားပြုတဲ့နိုင်ငံဖြစ်တဲ့အတွက်အီရန်နိုင်ငံဟာအမေရိကန်လေတက်လုံသမျှခံရမဲ့ခြေနေမျိုးရှိနေပါတယ်။အမေရိကန်သမ္မတဟာအီရန်ကိုတိုက်ခိုက်ဖို့တင်းမတင်ဆိုတဲ့အချက်ကိုတည်င်းပတ်နှစ်ပတ်အတွင်းအပြီးသက်ဆုံးဖြတ်မှာဖြစ်တဲ့အတွက်စစ်ပွဲဟာလက်ရှိထက်အချိန်ပိုကြာွယ်ရှိနေပါရဲ့ရှင်။